မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတင်သွင်းမယ်လို့ရေပန်းစားနေတဲ့ဒုတိယသမ္မတလောင်းတွေဟာပုဂ္ဂိုလ်ရေးအရသမ္မတအဖြစ်ညှင်းပယ်စရာမရှိတဲ့သူတွေဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်ဒီသတင်းကိုတော့ကိုစရာချမ်းအေးကပေးပို့ထားတော့နော်။နောက်ပြမတ်လ10ရက်နေ့မှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရောတက်မတော်ကရောသူတို့ရွေးချယ်ထားတဲ့ဒုတိယသမ္မတလောင်းအမည်စင်းကိုထုတ်ပြန်ပေးတော့မှာဖြစ်ပါတယ်။မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဘယ်သူတွေကိုဒုတိယသမ္မတအလောင်းအဖြစ်ရွေးချယ်တင်မြောက်မယ်တက်မတော်က ဘသူတွေကိုဒုတိယသမ္မတလောင်ဖြစ်ရွေးချယ်သွားမယ်ဆိုတာကိုအများပြည်သူကလည်းစိတ်ဝင်စားနေပြီဖြစ်ပါတယ်။မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဒုတိယသမ္မတဖြစ်တင်သွင်းမဲ့သူတွေဖြစ်ရေးပန်းစားနေတာကတော့ဆရာကြီးမင်းသူဝင်ရဲ့တာဦးထင်ကျော်ဒေါက်တာမျိုးအောင်ဒေါက်တာဇော်မြင့်မောင်နဲ့ NLD နဲ့မဟာမိတ်ပါတီတခုခုကတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်ပါတယ်။ဦးထင်ကျော်နဲ့ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိတဲ့ဆိုင်းဆရာတဦးကဦးထင်ကျော်ဟာနေထိုင်ကျစ်လက်သူဖြစ်ပြီးသမ္မတတယောက်ပုံစံမျိုးထက်ဆိုင်းဆရာတယောက်ပုံစံမျိုးနဲ့ပိုလိုက်ဖတ်တယ်လို့ဆိုပါတယ်။သူကတော့ဆရာနဲ့တော်တော်တူတယ် ဆရာမင်းတို့နဲ့တော်တူတယ်။နောက်ဟိုစာဖတ်တဲ့စဉ်းစားတွေးခေါ်တဲ့ဟိုကြီးတဲ့ပြောရရင်တော့ပညာရှိပုံစံမျိုးပေါ့။အဲ့လိုပုံစံမျိုးပေါ့တယ်။ဒေါက်တာမျိုးအောင်ရဲ့ကျောင်းနေပဲဖြစ်တဲ့နိုင်ငံရေးဆရာကြီးဆရာတူကတော့ဒေါက်တာမျိုးအောင်ဟာယူသားဖြောင်းမဲ့သူတူဖြစ်တယ်လို့ဆိုပါတယ်။ဒေါက်တာမျိုးအောင်เนี่ยအတန်းတူတယ်ဆိုမဲ့သူကဒေးရတယ်ကျွန်တော်တို့က hostel ဟာအဲ့ဒီတော့တဘာဝတန်ဒေးရလူနဲ့ hostel ကလူနဲ့ရင်းနှီးတော့ရင်းနှီးကြတယ်ပေါ့ဗျာသိတ်တော့ဟို ဟော့စတယ်ဟော့စတယ်ကျွန်တော်အတွဲမဖြစ်ကြဘူးဒါကြောင့်တိတ်အများကြီးတော့မတိဘူးအတိသားလောက်ပြောလို့ရှိရင်တော့လူရိုးလူကောင်းကလင်ကကျဘာမှမရှိဘူးအတော်ကောင်းတယ်လူရိုးရိုးအေးအေးပဲစာကြိုးတာတယ်ဒေါက်တာဆောင်မြင့်မောင်ကိုဒုတိယတမန်ဆင်းကခြံထားလို့မရဘူးလို့ပြောသူကတော့မြန်မာနိုင်ငံရေးလေးလာသူစောင်းမရှင်တူဖြစ်ပါတယ်ဖြစ်နိုင်ခြေကိုစမ်းစစ်ကြည့်မယ်ဆိုရင်ဖြစ်နိုင်ခြေအများဆုံးကတော့ကျွန်တော်ကဒေါက်တာမျိုးအောင်လို့ထင်တယ်အဲဒုတိယဖြစ်နိုင်ခြေအများဆုံးကတော့အဲဒေါက်တာဇော်မြင့်မောင်လို့ကျွန်တော်ကယူဆတယ် နောက်တတိယဖြစ်နိုင်ခြေအများဆုံးကတော့အဥထင်ကျော်လို့ကျွန်တော်သုံးသပ်ပါတယ် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒုတိယသမ္မတအလောင်းဖြစ်ဘသူ့ကိုရွေးချယ်ခြင်းသွင်းတာပဲဖြစ်ဖြစ်တေချာတာကမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လမ်းညွှန်မှုပေါ်လေးစားလိုက်ညာသူတဦးသာဖြစ်ဖို့ရှိတယ်လို့နိုင်ငံရေးလေးလာသုံးသက်သူတွေကကြင်ကြီးကြညွတ်သေးဆိုပါတယ်။တမတော်ကတင်သွင်းမဲ့ဒုတိယသမ္မတအလောင်းဖြစ်ရေပန်းစားနေကြသူတွေကတော့လက်ရှိရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်စွေဒုတိယသမ္မတဦးညံ့ထွန်းဗိုလ်ချုပ်ကြီးဟောင်းသူရဦးသက်စွေဗိုလ်ချုပ်ကြီးဟောင်းဦးလှထေဝင်းတမတော်လေးကဦးခင်အောင်မြင့်တို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တော့မသိဘူးအဲ့ဒီဟာ။ဘယ်လိုဖြစ်မယ်ဆိုတော့မသိဘူး။သို့သော် တက်လာတဲ့ဒုတိယသမ္မတနဲ့ NLD ရဲ့ဆက်ဆံရေးရတော့ NLD ဆိုတဲ့ institution နဲ့ Tempro ဆိုတဲ့ institution နှစ်ခုရဲ့ဆက်ဆံရေးအကောင်အဆုံးဝမှုတည်ပြီးဖြစ်နေတဲ့ထင်ပါတယ်။ဒါကတော့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဲ့ Tempro ကဒုတိယသမ္မတအလောင်းဖြစ်ရွေးချယ်တင်သွင်းမယ်လို့ရေပန်းစားနေတဲ့သူတွေပေါ်နိုင်ငံရေးလေးလာသုံးသက်သူတွေရဲ့အမြင်တွေပဲဖြစ်ပါတယ်။နောက်ပြန်ကြရင်ဘသူတွေရေးချက်တင်သိမ်းခံရမယ်ဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်ကဇေယျချမ်းကြီးပါ